နေပြည်တော်ကောင်စီနဲ့မြေအောင်စိုက်ပျိုးမွေးမြူရေးကဏ္ဍဗတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးစံနမူနာပြဆောင်ရွက်လျက်ရှိသလိုစိုက်ပျိုးရေးလုပ်ငန်းများရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်ရေးနဲ့တောင်သူများလူမှုစီးပွားပေါ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဦးစားပေးလှုံ့ဆော်လျက်ရှိကြောင်းသိရပါပါတယ်။ရေရရှိနိုင်တဲ့နေရာများမှာတည်တံ့သုံးဒီစိုက်ပျိုးကအထွန်းနှုံးကောင်းမွန်ပြီးအရေးအသွေးမြေလျာထွက်ကုန်များထွက်ရှိနိုင်ရေးကိုတောင်သူများအလုံးကလည်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။စိုက်ပျိုးရေးအတွက်အဓိကအရေးပါလဲဆေးရည်များကိုလင်းလွင်ဆုံးရှုံးမှုနည်းပါးစွာဖြင့်ထိရောက်အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ်ရေအုံချသူများအဖွဲ့နဲ့စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့များပေါင်းစပ်ညှိနှိုင်းပြီးစီမံဆောင်ရွက်မှုကြောင့်မဒန်းဆယ်ရီတောင်စနစ်အတွင်းရခိုင်နှစ်ကထံစောင်းသီးနှံ2081ဧကပို့မှုစိုက်ပျိုးနိုင်ခဲ့ပြီးယခုနှစ်တွင် ်နွေသီးနှံရာသီမှာရခိုင်နှစ်ကထက်နွေစပေါင်း939အေကာနဲ့အခြားနွေသီးနှံပေါင်း1089အေကာပုံမတို့ချက်စိုက်ပျိုးရန်ရထားပြီးစုစုပေါင်းနွေစပေါင်း2290အေကာနဲ့နွေသီးနှံ1930အေကာစိုက်ပျိုးရန်ရထားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်နေပြည်တော်ကောင်စင်နယ်မြေအတွင်းရခုနှစ်နွေရာသီမှာ ဆက်ကံရေလောင်သမန်များမှာຫນွေစပါ3969အေကနဲ့အခြားຫນွေသီးနှံပေါင်း14800အေကအားရထားစိုက်ပျိုးလျက်ရှိကြောင်းလည်းသိရပါရရှင်။